ဘလူရဲ့နဲ့ကုလိုဘောမာနေတာနဲ့ဘာရလိုက်တယ်ဟုတ်ကဲ့ကျွန်မနောင်နာတွေအများကြီးရပါတယ်ရှင်เนาะကျွန်မပါရင်ကျွန်မကုထမင်းကိုအေးအေးဆေးဆေးရက်ခတ်ပဲစားပါတော့မယ်ရှင်เนาะညီမကောင်းခါရကြတယ်မှာပြောရတာမောပါတယ်ရှင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ဘောမထားတော့လဲတိုက်ခိုက်မှုတွေများပြားလာလို့ဘောမရတာနောင်တကြီးကြီးရသွားကြောင်းမပူးတူပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာ င်္ဂလာပါမျိုးတွေကျွန်မဗောက်ပြုမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်ဂျုံဆယ်ရဲ့နေဖြစ်ပါတယ်ရှမ်းမြောက်သိန်းမျိုးကိုတက်မတော်ကပြန်လဲထိန်းချုပ်နိုင်ခြင်းရှိတယ်လို့သတင်းတွေဖောက်ပေါ်နေပါတယ်ကိုကန်တပုံတွေကလာရှုံမျိုးကိုတက်မတော်လက်ထက်ပြန်ပြီးဆွဲပြောင်းပေးလိုက်ရတယ်လို့ပဲဒုတိယမျိုးတစ်မျိုးမျိုးကြီးတစ်မျိုးဖြစ်တဲ့ရှမ်းမြောက်ကသိန်းမျိုးကိုတက်မတော်လက်ထက်ပြန်ပြီးဆွဲပြောင်းပေးနိုင်ခြင်းရှိတယ်အခုလာမယ့်ခုလာပိုင်းနော်အခုလာမယ့်စက်တင်ဘာလမတိုင်ခင်မှာသိန်းမျိုးကိုတက်မတော်ကပြန်လဲထိန်းချုပ်နိုင်ခြင်းရှိတယ်လို့သတင်းတွေဖောက်ပေါ်နေပါတယ်သတင်းတွေကြားသိရပါတယ်ဆိုတော့ဒီသတင်းကအမှန်တကယ်ဖြစ်နိုင်ခြင်းရှိမရှိဖြစ်မလားမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရပါလိမ့်မယ်ရတော့လဲအမျက်ပေါ်ရှင် ်ကျမ်းမတ်သမားတွေကတော့သူတို့ဒီမျိုးတစ်မျိုးကိုထိန်းချုပ်နိုင်မှုအတွက်နော်အသက်ပေါင်းမြောက်များစွာလူတို့တွေပွင့်မြေကြောင့်လူတို့တွေအခက်အခဲဖြစ်ဒုက္ခတွေကြောင့်စစ်လက်နက်တွေကုန်ကြနော်ကုန်ကြစိတ်တွေအင်မတန်များစစ်သုံးစိတ်တွေများပြီးတော့အခုလိုမျိုးမျိုးတစ်မျိုးကိုထိန်းချုပ်နိုင်မှုအတွက်စစ်ရေးနဲ့တိုက်ခိုက်နေတဲ့အချိန်မှာဒီတစ်ချက်မဖောက်ရပဲနိုင်ငံရေးနည်းလမ်းအရအပြန်ပြီးထိန်းချုပ်နိုင်ခြင်းဟာလည်းအင်းချင်ပါပဲရှင်ဆိုတော့ဒါကကျွန်တော်တို့လည်းပထမဆုံးသတင်းကောင်းပါဒုတိယသတင်းကောင်းကတော့နော်ငလေးကြောင့်ပြေးကြပြစီခဲ့တဲ့ဒီအိမ်ပေါင်း 4,3960ကျော်ပေါ့နော်4,000လေးပါရှိရဲ့လို့ကြားသိရပါတယ်အဲ့ဒီနေအိမ်တွေကိုပြန်လဲထူထောင်ရေးအတွက်လက်ရှိမှာတဘောပြည်ရဲ့ဆိုင်ရာမျိုးသားစီမံခန့်ခွဲရေးအစီဝေးကျင်းပါပြီတော့ကျွန်တော်တို့လက်ရှိတက်ချုံပေါ့နော်ဒုတက်ချုံဆိုရင်အစီဝေးမှာပြောကြားသွားတဲ့အာတကားအရဆိုလို့ရှိရင်ငလေးတော့ပြောကြားတက်ရှိခဲ့တဲ့နေမောင်3,960ကျော်ကိုပြန်လဲတိဆောက်ရေးမကြခင်မှာပေးရသွားမယ်လို့ကြားသိရပါတယ်ဆိုတော့ငလေးကြောင့်ဒုက္ခရောက်နေတဲ့နော်ကုရကေရမဲ့ပြီးတော့မိုးရဲ့ညီလေးမှာခက်ခဲရောက်နေတဲ့ပြည်သူတွေအတွက်လည်းဒါဟာဝမ်းသာစရာတရင်ကောင်းပါပဲရှင်နောက်ထပ်ဇင်းကတော့ကျွန်တော်တို့လည်းပါဘူးခန့်နေအတွက်ပေါ့နော်အာလည်းပါဘူးဇင်းကနေပြီးတော့ကျွန်တော်တို့အဲမြန်မာမှာငလေးတဲကြောင့် ဒုက္ခရောက်နေတဲ့ကလေးတငယ်တွေအတွက်လူများထောက်ပံ့ရေးဆိုပြီးတော့တို့အတင်းရဂျာစီလေးကိုလေးလံလေးရောင်းချဖို့ဆိုပြီးတော့အာမြမငွေငွေပြီးကိုကြီးလည်းတဲ့ထောက်ပံ့ပေးရရှိပါတယ်ဆိုတော့လေပါဘူးတင်ပရိသတ်တွေအနေနဲ့တော့ကျွန်တော်တို့ဒီနေ့မှာဖလားကိုကိုကိုလေးလေးရောက်ထားတာဆိုတော့အောင်ပွဲခံနေတဲ့အချိန်မှာပဲကိုယ့်ရဲ့ပြည်သူအတွက်ကိုယ့်နိုင်ငံအတွက်လူလန်းပေးလို့လေကင်မရာမှဝန်တာချိန်နေရပါတယ်လေပါဘူးခံတယောက်ဖြစ်ရတာလည်းပို့ပြီးတော့ကိုကြီးပြပါရရှင်ဆိုတော့နောက်ထပ်ကျွန်မတို့လည်းတစ်ပုံလေးပြပါမယ် ချင်းပြည်နယ်အင်းတော်ကြီးဒေသမှာခရိုနီရွှေလုံငန်းရှင်ဦးဆန်းဝင်းနဲ့ KIA နဲ့ပေါင်းပြီးတော့ကျေးရွာပိုင်းဘောလုံးကင်းကိုရွှေတွန်းနေတဲ့အတွက်ဒေသခံတွေကကက်ကွက်ဆန္ဒပြနေကြဖြစ်ပါတယ်။ဆိုတော့ KIA တို့ KIO တို့တိုင်းရင်းသားခွင့်ရတဲ့လက်နက်ကင်လေဆိုတာကအမိခံတက်တက်ပါဖြစ်ပြီးတော့အမှန်တကယ်မှာတော့ကျင်းမြောင်းနဲ့လူမျိုးရေးဝါဒနဲ့စစ်စည်းဝါးရေးလုပ်နေတယ်ဆိုတာအရန်ကိုပေါ်လွှင့်ပါတယ်။ နုရှင် PD ရဲ့ကြံဖတ်ဖွင့်ဆိုရင်လေထိုးနေလောက်ပါမယ်เนาะလက်နက်ကိုင်ပုံကန်လေတော်လိုင်းရေးဘန်းပြရဲလူမျိုးရေးဘန်းပြရဲဒီမိုကရေစီရေးဘန်းပြပြီးတော့ကြီးမြောင်းတဲ့လူမျိုးရေးဝါဒတင်တဲ့စစ်စစ်ပွားရေးလုပ်နေကြတဲ့ဖြစ်တယ်เนาะဆက်ပြီးတော့ခိုက်တစ်ခုပြပါမယ်စကိုင်းနောက်ပြည်လူမျိုးတွေကလိမ့်နေတဲ့ဥပိုလ်ကျွရမှာကလဖာပါဖာနဲ့မျိုးနယ်တယံစာသာအဖွဲ့တွေကစုံစမ်းစစ်မှန်ကိန်းလုပ်ကိုင်ဖို့စူးစမ်းနေရတဲ့အတွက်ကျွရဒေသခံပြည်သူတွေနဲ့တတိပခါဖြစ်နေကြပါတယ်ကျွန်တော်တို့စီ AB 22ရက်နေ့ကတို့ရွှေမြောင်းဖောင်ကြီးရောက်တယ် ယူနဲ့ပါကဖားရယ်ပါလာဖားရယ်လုံဝင်းရှင်တွေကိုကာဝယ်ပေးရအောင်ဟိုကာဝယ်ပေးရကျွန်တော်တို့ကကျွန်တော်တို့ရွာလူတွေကကာဝယ်ပေးရသူတွေတမုန်တီးပြီးတော့မဟုတ်တော့ဘူးဒီရှင်မြောက်လုပ်ငန်းကိုကျွန်တော်တို့ကလုံဝလက်မခံဘူးရှင်ကျင်တဲ့လုပ်ငန်းကအနေနဲ့များတယ်ပြီးတော့ကျွန်တော်တို့ကလက်မခံတဲ့ IOU ရဲ့ data မဟုတ်တဲ့အတွက်ဒီလက်နက်ကြီးလည်းရှောင်းနိုင်တယ်ဟိုရှောင်းနိုင်တဲ့နေရာဆိုတော့ဒီဗီဒီယိုရဲ့အတောင်ဝင်စီးစင်းကိုလည်းကာဝယ်ဆောက်ရှောက်တဲ့အနေနဲ့ပေါ့ဒီရှင်မြောက်လုပ်ငန်းကိုလုံဝလက်မခံနိုင်ဘူးကျွန်တော်တို့ကလုံဝခွင့်ပြုနိုင်လို့ဆိုပြီးတော့ဟိုဆန္ဒပြတာပါရှင်မြောက်လုပ်ပြီဆိုရင်လေကြောင်းတက်ခတ်မှုတွေခံရနိုင်တယ်တော့ပြီးတော့ ပြည်သူတွေနဲ့နေနေအသက်တွေဆုံးရှုံးနိုင်တယ်။ဒီမြေထဲမှာရှင်ကျင်တဲ့လုပ်ငန်းကိုလည်းလုံးဝမလုပ်ချင်ဘူး။ရှင်မြလောက်တာနဲ့ဒီကမ်းပါယူလည်းပြုံနိုင်တယ်။ရှင်အောင်မွင်နဲ့ဖျားတယ်ပထွေးလည်းပြုံနိုင်တယ်။နောက်ပြီးအိမ်လည်းပြုံနိုင်တယ်ဗျာ။ဟိုနောက်ပြီးလမ်းမဆက်တွေဟိုသူဆက်လေတွေတမောတွေပေါ့ဒီရေချောင်းပြောင်းသွားပြီးတော့အခက်ခဲဖြစ်နိုင်တယ်။ဟိုအဲ့ဒါကြောင့်တို့ကခါခါတူတူညင်းပြီးတော့ဟိုပြည်သူကလည်းလုံးဝလက်မခံဘူးမလုပ်ပါနဲ့မလုပ်ပါနဲ့တောက်လျှောက်ပြောခဲ့ပါလေ။ဟိုအဲ့ဒါကိုတို့ကမြို့နယ်ပကဖရဲ့ပလာဖရဲ့တင်စားတော့ဝန်ကြီးဌာနတွေကငွေယူပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေကငွေပေးပြီးတော့လုပ်ခိုင်းတော့ဟိုအခုလိုပြေးပခိုင်ဖြစ်နေတယ်။ဒီလိုတော်လိုင်းရေးမြန်လက်နက်ကိုင်ပြီးတော့နိုင်ငံတော်ရဲ့မြေပေါ်မြောက်တင်စားတာတွေရောင်းစားခိုးစားနေတဲ့အတွက်တို့တို့ကိုထောက်ခံတဲ့လူတွေကို ုင်းမှပသုံးလုံးဟာတို့လက်နက်ကင်နေတာခုံနေတွေကိုကာဝယ်ဖို့တက်လာဆိုပြီးတော့မိန်းကုံးထုတ်မှုတွေရှိလာပါတယ်။ဒါကြောင့်မလို့လေအခုပြီးခဲ့တဲ့တုံးရက်နေပေါ့နော်ပြီးခဲ့တဲ့တုံးရက်နေရှေ့တစ်ပတ်လောက်ကပေါ့စကိုင်းတိုင်းဘန်းမောက်ဘန်းမောက်ဆိုတာရှေ့နေတိုင်းတိုင်းအများဆုံးနေတဲ့ဒေသအဲ့ဒီဘန်းမောက်တို့စကိုင်းဆိုတာကအရင်ရွှေထွက်တဲ့ဒေသတွေပေါ့နော်တရံသာရအင်မတန်ပိုးတဲ့ဒေသဖြစ်တဲ့အတွက်အဲ့ဒီဘန်းမောက်မှာအနုတီကျန်းဖက်ဖွဲ့ရဲ့တရံသာတာဒူးပေါ်ကြီးအဖွဲ့ဆိုတာရှိတယ်။အဲ့ဒီအဖွဲ့က စစ်ကောင်စီ၏ဘုံကျဲတံကိုခံနိုင်သောမြေအောက်ဆေးရုံနှစ်ရုံစတင်ဆောက်လုပ်နေပြီးဆေးရုံရှိရုံအထိဆောက်လုပ်နိုင်ရန်ပြားထားပြည်သူလူထုကိုလုံခြုံစွာနှင့်ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက်စစ်ကောင်စီ၏ဘုံကျဲတံခံနိုင်သောမြေအောက်ဆေးရုံနှစ်ရုံကိုစတင်ဆောက်လုပ်နေပြီဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံထံကသိရသည်စစ်ကောင်စီသည်အာဏာသိမ်းပြီးနောက်စတင်ကြောင်းများကိုတာမကဆေးရုံဆေးကမ်းများကိုပြစ်မှတ်ထားတိုက်ခိုက်နေသောကြောင့် ် NUG ကျန်းမာရေးဝန်ကြီးဌာနကကမ်ပိန်းပြုလုပ်ကထိုကဲ့သို့ဆောက်လုပ်နေခြင်းဖြစ်ကြောင်းသိရသည့်အခုကတစ်ဖက်မှာရန်ပုံငွေရှာနေရင်တစ်ဖက်ကတိဆောက်နိုင်မဲ့နေရာတွေကိုလေးလာရှာဖွေလျက်ရှိသလိုလက်ရှိဆေးရုံနှစ်ရုံကိုစတင်ဆောက်လုပ်နေပြီဖြစ်ပါတယ်ဟု NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဥနေဖုံးလက်က AOR တိုင်းကိုပြောသည့်စစ်ကောင်စီ၏ဘုံကျဲတံခံနိုင်သည့်မြေအောက်ဆေးရုံဆေးကမ်းများဆောက်လုပ်နိုင်ရန် NUG ကျန်းမာရေးဝန်ကြီးဌာနကစကန်ပိန်းပြုလုပ်နေပြီးလက်ရှိတွင်60ရာခိုင်နှုန်းနီးပါးရရှိနေပြီဖြစ်ကြောင်းသိရသည်။အဆိုပါကမ်ပိန်းကိုပြီးခဲ့သည့်မေ24ရက်မှယခုလဆုံး30ရက်အထိပြုလုပ်သွားမည်ဖြစ်ပြီး American Dollar 4သိန်းရီမှန်းချက် Target ထားကဈေးရုံ9ခုသို့10ခုဆောက်လုပ်နိုင်ရန်ရထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။စစ်အုပ်စုဘက်ကဈေးရုံ6ခန်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေပေမယ့် အန်ယူဂျီအနေနဲ့ကတော့ပြည်သူလူထုကိုစံမာရေးဆောက်ရှောက်မှုပေးနိုင်ဖို့အစွမ်းကုန်စူးစမ်းသွားမှာဖြစ်ပါတယ်ဟုအန်ယူဂျီဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကပြောသည့်ဘုံကျဲတံခံနိုင်သောမြေအောက်ဆေးရုံနှစ်ရုံကိုမြစ်တီနေရာဒေသတွင်တိစောက်နေသည့်ကိုပြောဆိုခြင်းမရှိသလို PC နိုင်မီကာလာအဖြစ်လဲပုံမှန်အခြေအနေမျိုးမဟုတ်သည့်အတွက်အတိအကျပြောရန်ခက်ကြောင်းဂင်းကဆိုသည် အာခေါင်းဆောင်အကျန်းဖက်ခေါင်းဆောင်အာကာအပါဝင်လူ40ကျော်ကိုအန်ယူဂျီရဲ့ပေါတုံးလုံးတွေကပြန်ပြီးဖမ်းလိုက်တယ်လို့သတင်းတွေကြားသိရပါတယ်။ဒါအစတော့လူဝေစားပြစားပေါ့နော်။နောက်တော့ဝေစုမတည့်တဲ့ခါကျတော့အချိန်ချင်းတရောင်းတာချင်းချင်းခက်ဆောက်ခုတ်ပြီးတော့စခွက်လူပဲဖြစ်ပါရဲ့။အမိတဲအမိစားခေါင်းကျဲခေါင်းဆောင်နော်နလဲနဲ့ကင်ပြီးတော့လိုင်းအမိပြပြီးတော့နိုင်ငံတော်ရဲ့တရားစာရတွေကိုသူ့ခေါ်ရင်အဲ့ကနေပြီးတော့ဝေစုမတည့်တဲ့ခါကျတော့အခု PDF တက်ဖက်ကောင်းဆောင်အာကာပါဝင် PDF အယောက်40ကို NUG ရဲ့ပါသုံးလုံးကပြန်ပြီးဖန်ဆီးထားပါရဲ့စကိုင်းတိုင်းဘန်းပေါက်ပါအဲ့ဒီလိုဖန်ဆီးတဲ့နေရာမှာရွှေချောင်းတွေအပါဝင်နော်ပီနံ8ဆာလာ8အပြည့်ထည့်ထားတဲ့ပတ်စံ8တွေလည်းပဲတင်စီရပြီးရဲ့လို့ထင်နေကြသိရပါတယ်ဆိုတော့တော်လိုင်းရေးတော်လိုင်းရေးတော်လိုင်းရေးအနီခံပြီးတော့လက်တွေမှာတော့နိုင်ငံတော်ရဲ့ပေဟန်ဇာတ်တွေကိုကိုကျိုးအတွက်ထုတ်ယူသုံးဆွဲနေကြတဲ့ဂျပန်သမားတွေဖြစ်ပါတယ်ကျွန်တော်ဆုံးအနေနဲ့အားကျွန်မနဲ့ပတ်သက်တဲ့ခရီးလေးတစ်ခုကိုဆရာမကြီးတက်တင်ပေးထားတာကျွန်မတွေ့ရပါတယ်အင်မတန်လေးကျေးဇူးတင်ပါတယ်ရှင်။အရှိရမှာဆိုရင်ကျွန်မ comment လေးတစ်ခုတွင်နေ ။ဟုတ်မိုးနေတဲ့လူတွေအတွက်အချိန်မပေးဘဲနဲ့ကိုယ့်ကိုချစ်တဲ့လူတွေအတွက်အချိန်ပေးပါဆိုပြီးကျမကိုအာတည်ညံပေးလာတဲ့ comment တွေကိုကျမဖတ်ရပါတယ်ဆိုတော့ကျမကိုမိုးနေတဲ့လူတွေအတွက်အချိန်မပေးဘဲနဲ့ကျမကိုချစ်တဲ့လူတွေအတွက်အချိန်ပေးပါမယ်ရှင်ဆရာမကြီးတက်ပါနေပြီတော့ကျမကိုဒီမဲ့ပြီးတော့တင်ဆက်ပေးထားတဲ့ခကြလေးတခုကျမပြန်လေးမျှဝေတိလိုက်ပါရင်ဂျေဘီနဲ့တင်ပါရင်ကျမချမ်းသာလို့ဖေးပြဝေးကြပါစေရှင်

တရားလိုအပေါ်လိုမရှိပဋိကြခြေပန့်ငံတော်အတွက်တမိတယောက်ဖြစ်တဲ့ဘာပုဒ်ဒီလေးအတွက်ဆက်ထားရတဲ့ဗျာလေးနော်